ိဝင်းရံနဲ့လက်မထက်ခင်မှာတထေကြီးတူးစီကနေငွေနဲ့ဝယ်ခံရပူတဲ့ဆိုပြတဲ့စိမ်။လင်ကန်ရန်ကောင်းကြတော့မြမရုပ်ရှင်လောကတွေကထူးထူးခြားခြားမင်းသမီးများမီဒီယာတစ်ခုကိုမတူတလို့မတန်တလို့ဆက်ဆံလိုက်လို့လူပြောများနေတဲ့သင်္ဆာဝင်းကျော်။ဟိဝိယံနဲ့လက်မထက်ခင်မှာတထေကြီးတူးစီကနေငွေနဲ့ဝယ်ခံရပူတဲ့ဆိုပြတဲ့စိမ်။ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။မြမဆယ်လီနျူးစ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဇွန်မိတ်မကောင်းလေးပါလို့နာမည်ကြီးနေတဲ့စိုးပြေတစင်ကဟိဝီယန်နဲ့လက်မထက်ခင်မှာတထေကြီးတူးစီကနေငွေပေးပြီးအဝယ်ခံရဘူးလေဆိုရင်ပရိသတ်ကြီးတို့ယုံကြမလားရှင်ဒီချောင်းကိုဇက်ရီလင်အောင်ပြောရမယ်ဆိုရင်စိုးညီမလေးယောက်ထဲမှာစိုးပြေတစင်ကငယ်ဆုံးမှာအနေလို့ဘာတန်ညာတမမချားပဲပရိသတ်ရှိမှနေအရွယ်ရောက်ကြီးပြင်းခဲ့သူဖြစ်ပါတယ်သူပုံအားမှာလည်းပရိသတ်ချစ်တာကြီးလုပ်ခဲ့ပါတယ် မျက်နှာမှာအကြည်တန်းလေးရှိပြီးနှကန်ပူပူလေးနဲ့တအားချစ်ဖို့ကောင်းတဲ့စုပြေသစင်ဟာအသက်၁၂နှစ်အရွယ်ကလေးကအမှုပညာလောကကိုဝင်ရောက်ခင်တာဖြစ်ပြီးအသက်၁၉နှစ်အရွယ်မှာတည်းခေါင်းဆောင်မင်းသမီးနေရာကိုစုကူးနိုင်ခဲ့ပါတယ်အမှုပညာတက်တန်းတချောင်မှာတောင်ရှိစားမထားခဲ့ပေမယ့်ငွေပေးဝယ်တဲ့ဖြစ်ရက်ကိုအပြူပေါ်ရမှရင်ကျုံးခဲ့ရတာပါ။တတိယနေ့ရောက်သူ့ကိုခြေတော်တင်မှုလာရောက်ကမ်းလန်းနဲ့ခရိုနီတတိကြီးတူကိုလည်းညှဉ်းလို့ဖြစ်ခဲ့လို့သိရပါဗျ။ ဆိုဗီယက်စင်ကိုခြေတော်တင်မှုအတွက်မြန်မာနိုင်ငံမှာတော်လီနာမည်ရှိတဲ့အမည်မဖော်လိုသူတထေကြီးတူကဆိုဗီယက်ရဲ့မန်နေဂျာကနေတစင်လာရောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီးဆိုဗီယက်စင်ကတော့လုံးဝလစ်လျူရှုခဲ့တာပါအဆိုပါကမ်းလှမ်းမှုမှာမင်းသမီးလောက်ဆရာမလို့ပဲတတန်လုံးထိုင်စားလို့ရမယ်တိမ်မောင်းထောင်ချီပါဝင်နေပြီးအခြားကွန်ဒိုနဲ့ကားကောင်းစားရည်လည်းပါဝင်ခဲ့ပါတယ် ဒါပေမဲ့ဘာသာရေးလဲကန်ဆိုင်တယ်လို့ကိုချင်းတိတ်ခါကိုပြေဝကာကွယ်စောင့်ရှောက်တဲ့စုပြည့်တစင်ကတော့ကိုဝင်ဝင်နဲ့ကိုလမ်းကြောင်းမှန်ပေါ်ပဲရှောင်းလန်းကျင်နေရွှတ်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 တည်မလို့ဘူးလို့ယတိပြက်ပြောကြခဲ့ပါတယ်။ဒါကြောင့်ဟိုဘက်ကခရိုနီတထေးကြီးတွေခမလက်မိုက်ချသွားပြီးမနာကင်းလီစုပြည့်တစင်ကိုနောက်ထပ်ကန်လန်းနာမျိုးမလုပ်ရဲကြတော့ဘူးလို့သိရပါတယ်။စုပ်ပြေတဲ့စင်လိုပဲနောက်ထပ်ဂုံတိတ်ခါပိုင်းမှာအနေထိုင်ပြသပြီးလေးစားဖို့ကောင်းတာကတော့ဖွေးဖွေးပါ နောက်ကြောင်းရှင်းဆုံးနဲ့ရှုပ်ရှင်းကင်းဆုံးမင်းသမီးဆိုရင်မြမရုပ်ရှင်လောကမှာဖွဖွေးကိုပဲလက်ညှိုးထိုးအားမှာဖြစ်ပါတယ်။မင်းသမီးဖြစ်လာတဲ့တက်တန်တချောင်းလုံးဘာတဲ့အပုံမှမထွက်ခဲ့ဘူးပါဘူး။ရှာနေတဲ့လောက်တုံးမင်းရှိရနဲ့ရောင်ရဲမယ်ဆိုတဲ့သဘောရှိတဲ့ဖွဖွေးကစပွန်ဆာပေးမယ့်ယောက်ျားရင်းနဲ့ခက်ခင်းခင်းနေထိုင်ခဲ့ပြီးသူ့ငွေကြေးသိန်းထောင်ချီလာကန့်လန့်လာတော့မပြုံးခဲ့သူဖြစ်ပါတယ်။ အချင်းမပါပဲပတ်စံအတွက်ခြေတော်တင်မခံနိုင်မှုဆိုတဲ့စိတ်ထားကိုဖိုးဖွေးရဲ့မျက်နှာလေးမှာအတိုင်းအတာတွေ့မြင်ရပြီးသူမရဲ့ချစ်သူနေတော့ကတော့ဟိုတယ်ရေချိုးခန်းလေးကပုံလေးကို public မှာပို့မွေလင်းလင်းပဲချပြခဲ့ဘူးပါတယ်။လက်ရှိမှာတော့စွပြစ်သစင်ဟာဟင်းဝင်းရဲ့တမိုးထားတဲ့ဇနီးကောင်းလေးဖြစ်နေပြီးမကြာခင်မှာတားတယောက်တမိတယောက်နဲ့တူဘဝကိုဖျက်ဆီးမှုကလေးယူဖို့ကြိုးစားနေတယ်လို့သိရတယ်လို့ဖိုးဖွေးကလည်းတကူရောခံယူချက်အတိုင်းသူမရဲ့ဘဝကိုထောက်ပံ့နေတော့ဖြစ်ပါတယ်။ ရိတ်သက်ချီရုံရောင်ဟိဝိယံနဲ့လက်မထက်ခင်မှာတထေကြီးတူးစီကနေငွေနဲ့ဝယ်ခံရဘူးတဲ့စိုးပြစ်သစင်ရဲ့နောက်ကြောင်ပုံဘလူများထင်ကြပါသလဲနော်လင်ကန်ရှမ်းကောင်းကြတော့မြမရုပ်ရှင်လောကတွေကထူးထူးခြားခြားမင်းသမီးများအိမ်တော်ဝိကံကောင်းမကောင်းဆိုတော့မင်းသားမင်းသမီးတွေတောင်လုံယူလို့မရပါဘူးပန်ဒီကွန်ဆုံနိုင်ငံတကာထိအောင်မြင်နေတဲ့မင်းသားဖြစ်ပေမယ့်ကြားရတဲ့အတိုင်းအိန္ဒိယမှာမိဘနဲ့မိမကြားတနာစရာဖြစ်နေရပါ ။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးမှာတော့မြမရုပ်ရှင်လောကနဲ့ကထူးထူးခြားခြားလင်ကန်ကောင်းကြတဲ့မင်းသမီးတွေအကြောင်းကိုပြောပြပေးသွားမှာပါ။နံပါတ်၁တမုံမြင့်အရွယ်သုံးမမြွေတိကြတဲ့တိုင်းရင်သူမင်းသမီးကြီးတမုံမြင့်ကတော့စိတ်ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။မျိုးပြန်ညက်တဲ့အလားနဲ့တပင်တိုင်းမင်းသမီးကြီးလိုတော်ခေါ်ကြတဲ့တမုံမြင့်ဟာချင်းတိုင်းသူစစ်စစ်ပြပင်းအိမ်တော်ကြီးကံလုံးဝကောင်းသူပါဗမာယောက်ျားနဲ့ရတယ်ဆိုပေမဲ့မင်းသမီးကြီးတမုံမြင့်ကတော့လုံးဝရှိမရောတဲ့ချင်းစစ်စစ်တူဖြစ်ပါတယ် ဆုံကျဲမွေးဆိုရင်ရွာလေးမှာမွေးဖွားခင်ရတာဖြစ်ပြီးနေဆက်ဒေသလေးမှာနေထိုင်ခင်ရတာပါအနုပညာကိုကြောက်ခမန်းလေးလေးဝါသနာပါတဲ့တမုံမြင့်ဟာ2000ပြည့်နှစ်မှာစပြီးပြည်မာကြီးပိုင်းကိုတိုးဝင်လာခဲ့တယ်လို့မော်ရီတင်နန်းကနေတဆင်အနုပညာလမ်းကြောင်းပေါ်ကိုစတင်ဝင်ရောက်ခဲ့ပါတယ် အရင်ရှိရှိတားညွညွနဲ့ညနေပေါက်ထူးခြားနေတဲ့တမုံမြင့်ကိုအဲဒီမော်တွေကနေစားပြီးမဂ္ဂဇင်းရဲ့ရုပ်ရှင်ထုတ်လုပ်သူတွေကစိတ်ဝင်စားခဲ့ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ကားကြီးတွေဗီဒီယိုစကားကြီးတွေမှာ ပါဝင်တရုပ်ဆောင်နိုင်တဲ့အထိပရိသတ်ကိုဖန်ဆားနိုင်ခဲ့ပါတယ်အစိမ်းရောက်ချင်းမှရှိတဲ့မင်းသမီးဖြစ်တာကြောင့်လက်ရှိမှာကယ်ရမီစုကြီး၅စုတိတိကိုရရှိထားပါသေးတယ်။အိမ်တော်ကြီးကမှလည်းမင်းသမီးကြီးကကြီးကျယ်ကံကောင်းခဲ့ပြီးသွေးလေးပဲနာဖြစ်လို့ဝါဖိုက်နေတာတော့ယောက်ျားကချစ်တုံးဖြစ်ပါတယ်။နမနစ်ဝတ်မုံရွှေကြီး မကြသေးခင်ကပြိတ္တတရဲ့တဲကိုခွဲပြီးလက်ထပ်သွားခဲ့တဲ့ဝိမုံရွှေကိုတော့ပြိတ္တတို့အားလုံးပဲသိကြမယ်ထင်ပါတယ်။ဝိမုံရွှေဟာမြန်မာနိုင်ငံရဲ့နုပညာလောကမှာနှစ်တည်ကြကြီးအောင်မြင်မှုကိုထိန်းသိမ်းနိုင်ခဲ့သူဖြစ်ပြီးမြန်မာမင်းသမီးဆိုရာဒါမျိုးလိုကမ္ဘာလယ်မှာဂုဏ်ရှိစေခဲ့တဲ့မင်းသမီးတလန်လေးဖြစ်ပါတယ်။ထူးခြားချက်ကတော့အိမ်တော်ရေးကံကောင်းပြီးလင်းကအရန်ချစ်တာပါ။စရိတာပိုင်းမှာတော့ဆိုင်းဆိုင်နဲ့ကြိုက်ပြီးခရိုနီပေါင်းစုံနဲ့လိုက်ပြေးခဲ့ဖို့ပေမယ့်သူ့အခုယူထားတဲ့ယောက်ျားကတော့တော်တော်ချစ်ပါတယ် ဝမ်းမောင်ရွှေသွားသမျှနောက်ကတကောက်ကောင်းလိုက်ပြီးလူကျင်နာဝဲပေးခွန်ကျွေးနေအခုထိအရန်ချက်ကြတဲ့တထင်းလက်များအပြင်ပရိသတ်ရှိမှမျက်နာရနေတော့ဖြစ်ပါတယ်။နံပါတ်3တော့ဖော်ရတာအိမ်တော်မကြသေးပေမယ့်လေယာကန်ကောင်းတာကတော့ဒီကေရမှာပါ။နောက်ဖွဲ့တာကိုနောက်ပိုင်းတက်သစ္စာမင်းသမီးတွေထဲမှာမှချစ်စရာကောင်းတဲ့အမူအရာလေးတွေလောက်ပြလို့ပြိတ္တကတတိထားမိလာတာဖြစ်ပါတယ်။ ရုပ်ရှင်နဲ့အင်တာဗျူးမှာတော့ဖော်ရထားကသူ့ရဲ့တိုင်းရင်းသူနာမည်ကိုနော်ဆိုရာပန်ဖောဆိုရာချက်တာအင်ထားဆိုရာကပြဒါကြောင့်နော်ဖော်ရထားဆိုတဲ့ဒိတ်ပင်ဟာပန်းကိုချစ်တဲ့ကပြလို့ရှင်းပြပေးခဲ့တာမို့ပရိသတ်ကချစ်ပိုခဲ့ပါသေးတယ်။ဒါပေမဲ့နာမည်ကြီးတာမှမကြသေးသူ့ရဲ့လင်းရကံကောင်းတဲ့စာတာကကြွလာပြီးတော့ချစ်သူတတန်အများကြီးရှိတဲ့အတွေ့အတိုင်းကိုလိုက်ခွဲပြခဲ့ပါတယ်။ ရောပိုင်ကနေစလို့ producer ဒီမျောဖွဲ့တာမျက်စပြတာနဲ့ထွန်းထွန်းလို့ပြီးဂျိုတက်ခံကြရမို့လင်းရကန်ကောင်းနေလို့ပြောရမှာဖြစ်ပါတယ်။ပရိသတ်ချင်းတို့ရောဒီ9ရက်ကိုပြန်ရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်တယောက်ကအင်းအေးချမ်းဆုံးလင်းကန်ကောင်းဆုံးလဲဆိုတော့ကို comment မှာရေးပေးခဲ့ကြပါအောင်ရှင်။မီဒီယာတစ်ခုကိုမတူတလို့မတန်တလို့ဆက်ဆံလိုက်လို့လူပြောများနေတဲ့သင်္ဆာဝင်းကျော်မင်္ဂလာပါဒီအပိုင်း TikTok နဲ့ Facebook မှာလူပြောများဆုံးဖြစ်နေတဲ့ bio file လေးတစ်ခုကြောင့်ပြောပြကြပါမယ်။ ဒါကတော့အမှုပညာရှင်တယောက်နဲ့မီဒီယာတွေကြားပြလေပြထားမှရှိတဲ့ညီကွေးမှာပဲပုံမဲ့ဆိုရင် for sure တက်တဲ့တင်ဆောင်ဝင်ကျော်တရားမီဒီယာတခုကအင်တာဗျူးပေါ်နှုတ်ဆက်တာကိုလုံးဝလုံးဝဖတ်မလို့ပဲနဲ့မျက်နာလွဲပြီးခက်တီတီပဲဖျက်ရှောက်သွားခဲ့တာပါဒီပုံစံကိုကြည့်ပြီးအချို့ကတင်ဆောင်ဝင်ကျော်ဘဝင်မြင့်သွားပြီးအယမ်းချီတာပဲလို့ဝေဖန်နေကြပါတယ်တကယ်တော့အမှုပညာလောကသားတွေအသေးဆုံးကတင်ဆောင်ဝင်ကျော်ရဲ့စိတ်ထားပါသူမကပြင်ပန်းမှာဟော်ရီလန်နေဆိုပေမဲ့တကယ်တမ်းကျတော့သဘောထားပြေဝပြီးဇပုစိတ်ရံနေပေါ်ကုညီတဲ့သူ အဲ့လိုအတန်လက်မနေသူတယောက်ပါဒါဆိုရင်ဒီလောက်သဘောကောင်းတဲ့သူမကဘာကြောင့်ဒီမီဒီယာတခုတည်းကိုမှကွက်ပြီးတော့မတူသလိုမတန်သလိုဆက်ဆံနေကြတာလဲအဖေကတော့ကြောင်းမဲမဟုတ်ပါဘူးအတိုင်းဝိုင်းကကြားသိရသလောက်ဆိုရင်တင်ဆောင်ဝင်းကျော်ချုံနောင်မိခင်ရတဲ့ကိစ္စဝင်နဲ့မူလဆာဟာတခုသူမလေးလူရှုခဲ့တဲ့မီဒီယာကတင်ဆက်လိုက်တဲ့ဓပုံနဲ့သတင်းတွေကြောင့်လို့ဆိုကြပါရယ်ကိုဘွားကိုထိခိုက်နေတာအောင်စိုးစိုးချင်နေရအောင်တွန်းပို့ခဲ့သူတယောက်ကိုပြန်တွေ့တဲ့အခါပြုံးပြဖို့ဆိုတာဘလို့မှပြန်နိုင်ပါဘူးဒါကြောင့်သူမရဲ့တုတ်ပြန်မှုကမောင်းမှချင်းမဟုတ်ပဲ အမြင်ကက်လို့ခြေလိုက်တာဆိုရင်ပုံမှန်ပါလိမ့်မယ်။ဒီမှာနေနဲ့မီဒီယာကျင်းဝတ်ရာဒီမှာကိုဒုက္ခပေးတဲ့မီဒီယာကိုငင်းဆန်ခွင့်ရှိပါရယ်။သင်ဆောင်ဝိကျော်နေရာမှာသာကိုယ်တိုင်ဆိုရင်ရောကိုယ့်ကိုဒုက္ခရအောင်လုပ်ခဲ့တဲ့မီဒီယာကိုပြပြုံးရှူရှင်းဖြေကြမလား။ဒါမှမဟုတ်သင်စားလိုပဲပြပြတသားလေးလို့ရှူမလား။ကိုယ်သဘောထားလေးကိုကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။